ဗီဒီယိုလောက်ဆရာရှိတာလောက်ပလားရိုက်ဆရာရှိတာလေးရိုက်ပလားဆိုတော့ကျွန်တော်ဘာပြောချင်တာလဲဆိုရင်เนาะကျွန်တော်တို့ Facebook ပေါ်မှာဖြစ်ဖြစ် YouTube ပေါ်မှာဖြစ်ဖြစ်ကျွန်တော်တို့ဒီဗီဒီယိုရိုက်ပြီးတော့ဗီဒီယိုတင်ပြီးတော့เนาะပတ်စံနေဝင်တဲ့ခက်မှာအချင်းကိုမဆွေးပါနဲ့ကျွန်တော်တို့ကောင်းထဲမှာဗီဒီယိုတစ်ခုခုဖန်တီးဖို့ရအတွက်เนาะအတွေးတွေအကြောင်းအရာတွေဝင်လာပြီဆိုရင်ပေါ့เนาะကျွန်တော်ဒီတက်မထားနဲ့ဗီဒီယိုလောက်ဆရာရှိတာလောက်ပလားဘာဖြစ်လို့လဲဆိုတော့ ျွန်တော်တို့ဒီလိုလှုပ်ဆန်ရှိတာကိုမလှုပ်ဘဲနဲ့เนาะဒီတိုင်းထားခဲ့မယ်ကြောခိုင်းသွားမယ်ဆိုရင်ခင်ဗျဗီဒီယိုမှာဗီဒီယိုတစ်ခုကိုလှုပ်ဖြစ်မှာမဟုတ်ဘူးဒီတိုင်းနဲ့ပဲအချိန်နဲ့ကုံသွားမယ်เนาะနောက်ကြမှာအာကျွန်တော်အရင်ကဒီအချောင်းအရာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလှုပ်ခင်းကောင်းပါပဲဆိုပြီးတော့เนาะနောင်တတော့မှရအောင်မယ်မဖြစ်လို့လေဆိုတော့ကျွန်တော်တို့ကအချောင်းအရာတစ်ခုခုကပေါ့เนาะကိုမလှုပ်ဘူးဆိုရင်တခြားလူကလှုပ်လိုက်မှာပဲ ဘာဖြစ်လို့လဲဆိုတော့ဒီကမ္ဘာမှာလူတွေအများကြီးပဲဆိုတော့အကြောင်းအရာလေလူတွေရတယ်အများကြီးရှိပါတယ်ဆိုတော့သူမလုပ်ခင်မှာကိုလုပ်လိုက်တဲ့အရာကနော်လူတွေအတွက်အကျိုးပြုတဲ့ဗီဒီယိုတော့နော်ဒီခန်းစာတော့ဖြစ်သွားနိုင်တယ်ဆိုတော့ဘာပဲလို့လို့ကိုပစ်ကနေဖန်တီးမဲ့အကြောင်းအရာတွေဝင်လာတဲ့ဟာတဲ့အတွေ့တွေဝင်လာတဲ့ဟာတွေကတော့နော်လောက်ပါချင်မဆွေးပါနဲ့တင်းအတွက်အကျိုးပြုလိမ့်မယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်လို့နော်ဆိုတော့ Facebook YouTube TikTok ပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ video ကနေပြီးတော့ဝင်ဝင်ရှာနေတဲ့တူတွေအားလုံးဒီထက်ဒါရွက်ဝင်ဝင် income တွေအများကြီးရပါစေလို့ဆန္ဒပြုရင်ဒီ video အဖြစ်ကျွန်တော်နေနေပြောပြချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye